ညဘက်မှာမိုးရွာခြင်းကတော့ပဝင်းကျင်ကိုအေးချမ်းသွားစေပြီးပုံအောင်နေတဲ့ဖားတွေဟာလည်းမိုးရေနဲ့အတူထွက်ပေါ်လာခဲ့ကြပါတယ်။ရွာသားတွေပျော်ရွှင်စွာဖားကောက်ကြရင်ညတကောင်ကြီးဓမီရောင်တွေနဲ့တောက်ပနေတော့တာပေါ့ဗျာ။ညကမောင်းလာတာနဲ့မီးရောင်တွေနဲ့အတူဖားတံတွေပျောက်ွယ်လာခဲ့တယ်ဗျာ။ဝင်းမောင်အတူကဒီနေ့ကလည်းအတူတူပါပဲ။ဖားကလည်းအရာနဲ့ဓမီကလည်းတစ်ဖြတ်ဖြတ်နေဆိုတော့အမြင့်နောက်ကောက်ကြကြံနေခဲ့ပြီး ူသွားနေရလမ်းမှာထူးခြားတဲ့အလင်းတန်းတစ်ခု လားနေတာကိုတော့မသိခဲ့ပါဘူး။သူ့ဘေးဘက်ကိုကြည့်လိုက်တော့မှဒီဘက်ကိုလားနေတဲ့မိလုံးကြီးကိုမြင်လိုက်ရတာကြောင့်အမြန်ဘေးနာအစ်စ်ပင်နဲ့ကွဲခဲ့လိုက်ပြီဗျ။ခေါင်းမျက်စုံပဲဟာ။ တဖြည်းဖြည်းနီးကပ်လာတဲ့ခေါင်းပြတ်ဆုံးကြောင့်တကူလုံးတုံရင်းလာပြီးလက်တွေပါထုံလာသလိုခံစားလာရပါတယ်။ဒါမှမဟုတ်ရုတ်တရက်အဲ့ဒီအလင်းတန်းကကြောင်းအောင်ဖက်ကတော်ရဲကိုဝင်းသွားတော်တယ်ဗျ။နှမျောလိုက်တာမျက်နှာအသေးချမမြင်လိုက်ရဘူး။နေလကင်းအချိန်ဆိုတော့ခလေးတွေပျော်ရွှင်စွာစော့ကစားနေခဲ့ကြပါတယ်။ဆရာကျော်စွာခလေးတွေကိုကြည့်ရင်းနဲ့ နွမ်းပါတဲ့ငယ်ဘဝကိုတတိယမိခဲ့တယ်ဗျ။ပညာကိုကြိုးစားသင်ယူခဲ့တာကြောင့်ပဲအခုလိုနေရက်ကိုရရှိလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နေဘက်မှာဆရာလို့ရတဲ့ဘဝကလွယ်တော့မလွယ်ဘူးဗျ။အဲလိုသူ တွေးတောနေရင်ကလေးနှစ်ယောက်စကားပြောတဲ့အချိန်လှဲ့ကြည့်လိုက်ပါတယ်။ခေါင်းမြန်ဆုံးကတကယ်ရှိတာကွာယောက်။တီဟာအဲလိုပြောလိုက်တော့ဖိုးထုကငင်းနေပါတယ်။ဒါကလေးတွေကိုပြောနေကြပုံမိနေပါကွာ ။ဟေ့တကယ်ရှိတာ။ငါအဖွာပြောဘူးတဲ့။သူငငယ်တော့အဲ့အနောက်ကနေဖြတ်တော်တာကိုမြင်ဘူးတာတဲ့။ဆရာကျော်စွာအနောက်ကိုကတ်သွားလိုက်ပါတယ်။ဖိုးသူပြောတယ်လို့ပဲအဲ့ဒါတကယ်မရှိဘူး။တော်တော်တော်စာသင်ခန်းထဲဝင်ကြတော့ကလေးတွေစာသင်ခန်းထဲဝင်သွားတာနဲ့ဘေးကကြည့်နေတဲ့ဦးသိန်းအောင်ရောက်လာခဲ့ပါတယ်။ ဘာဖြစ်လို့ကလေးတွေကိုလင်းလိုက်တာလဲဗျ။ဦးလေးရဲ့တချို့ကိစ္စတွေကကလေးတွေမသိတာပိုးကောင်းပါလေ။အဲနောက်တခြားအကြောင်းကို စကားလမ်းကြောင်းလွှဲလိုက်ပါလေ။အဲအချိန်လှပတဲ့အမျိုးသမီးတဦးရောက်လာပြီးဆီယာမအသည့်ဖြစ်ကြောင်းပြောဆိုခဲ့တယ်ဗျ။ကြောင်းအကြောင်းခဏပြောပြီးတာနဲ့နားနေဆောင်ကို လိုက်ပို့လိုက်ပါလေ။ကျမအဝင်းတို့နဲ့တစားောင်းနဲ့အတူမနေချင်တာတေချာရဲ့လားဟုတ်ကဲ့ တခုနဲ့သာပြန်ဖြေခဲ့ပါတယ်။ကြည့်ရတာတိတ်ဆိတ်ပြီးသူ့ဘာသာနေတတ်တဲ့ပုံစံပေါ်နေပြန်။ဒါနဲ့ပဲအိမ်တော့ပြေးလိုက်ပြီးခလေးတွေအကြောင်းစိုးရိမ်စွာပြောလိုက်ပါတယ်။ဒီလိုနဲ့ခလေးတွေနဲ့အဆင်ပြေပါမလား။တခုလိုရင်ကျွန်တော်ဒါမှမဟုတ်ဆရာမအဝင်းကိုပြောလို့ရပါတယ်နော်။ဟုတ်ဆရာမအဝင်းကလည်းဒီကိုပြောင်းလာတာ မကြသေးပါဘူးဗျ။ အမောင်တို့နဲ့အတူမိုးပါပါလာပြီးမိုးချိန်တန်တွေကလည်းအလွန်ကြောက်စရာကောင်းလွန်လှပါတယ်။ကျမမေကြီးရဲ့စိတ်ကိုစမ်းသပ်ခြင်းနဲ့အလားမိကလည်းပြက်နေခဲ့တယ်ဗျ။ဒါပေမဲ့ကျမမေကြီးကတော့မကြောက်တဲ့အပြင်အခန်းထဲမှာတယောက်တည်းငြိမ်သက်စွာထိုင်နေပြီးဘာခံစားချက်မှမပြပါဘူး။ကျမအဝင်းကသာမိုးတံကြောင့်နိုးလာပြီးလုပ်ဖို့ကိုင်းပတ်အစ်စ်လေးကြောက်ပြီးတော့အိတ်မပြောမှစိုးရိမ်နေတဲ့အတူကထွက်လာတာဖြစ်ပါတယ်။ အချိန်နဲ့အကြာကြီးရွာပြီးတဲ့နောက်မိုးဟာတိတ်သွားတော့ရွာသားတွေပခုံးချင်းတိုက်မတန်များပြားစွာလေခွင်းနေတဲ့ဖားစင်းကောက်ခဲ့ကြတယ်ဗျခလေးနှစ်ယောက်ဖြစ်တဲ့မောင်မောင်နဲ့သားဆိုးတို့လည်းဖားထွက်ကောက်ခဲ့ကြပါတယ်ခလေးတွေဖြစ်တဲ့အပြင်တခြားသူတွေနောက်မှရောက်တော့ဖားအသေးလေးတွေပဲရကြတာကြောင့်မောင်မောင်ကရွာနောက်ကကန်အောင်သွားဖို့သားဆိုးကိုခေါ်ခဲ့တယ်ဗျကောက်မှာမလားငါ့အမေကညဘက်အဲ့ကိုမသွားဘူးမှားထားတယ် မင်းဘာကြောက်နေရလဲဟုတ်ပါရွာသားတွေလည်းအဲ့ဒီဘက်ကိုသွားနေကြတာပဲမောင်မောင်သားစုလက်ကိုဆွဲပြီးထွက်လာခဲ့ပါတယ်သူတို့ဆုံးဖြတ်ချက်မှန်သွားကာတိတ်တော့မသွားလိုက်ရပဲဖားတွေအများကြီးတွေးခဲ့ကြတယ်ဗျလောဘနဲ့အချိန်ုံမေ့သွားကြပြီးတတိယတော့ရွာသားတွေရဲ့မိအလင်းရောင်တွေပျောက်ကုန်ပြီဖြစ်ပါတယ်ရောင်ငါတို့ပဲကျန်းတော့တယ်ပြင်းအောင်ရောင်ဟင်းချစ်မပြေသေးဘူးလေဘာလို့ပြန်มาလဲ တို့အိမ်ကလည်းနင်းနင်းလေးပဲဟုတ်ဒါဆိုတယောက်အိမ်ပြန်ခြင်းနေပေမဲ့တငယ်ချင်းကိုလည်းတယောက်ထဲထားခဲ့လို့မေးရတာကြောင့်ဟိုလိုလိုဒီလိုလိုလုပ်နေတော့ကြောင်အနုတ်ကတော့ကနေအစိမ့်ရောက်မိအလင်းကိုမြင်လိုက်ရပါတယ်ဟိုမှာတွေ့လားအဖေါ်ရှိသေးတယ်မမောင်လည်းပြောပြီးအလင်းရှိအောင်သွားနေချင်းမိလုံးကြီးကအဖေါ်မြင့်တက်လာခဲ့ပါတယ်သူတို့လည်းလန့်သွားခဲ့တာပေါ့ဗျာဒါမေးရောမဟုတ်လားဘူးပြေတော့မမောင်ကြီး လေးတွေအော်ပြေးကြကဖားထွက်စားတဲ့မီးလုံးကြီးလဲတခြားတစ်ဖက်စီဝင်သွားကပျောက်ွယ်သွားခဲ့ပါတယ်ဒီမနက်တော့ကလေးတွေအတော်များများကြောင်းပြတ်ကြတယ်ဗျဒါအထူးဆန်းတော့မဟုတ်ပါဘူးဒီအရက်ဒေတာအရာမိဘကိုကူညီပြီးလောက်ကင်ပေးနေကြဆိုတော့ဆရာကျော်စွာလဲစိတ်ထက်သိမ့်မထားဖြစ်ပဲရွာလူကြီးလာအကြောင်းကြားတဲ့အထီတော်ဖြစ်ပါတယ် ကျွန်တော်ရွာထဲကိုပတ်သွားနေတဲ့ခေါင်းမြတ်ဆုံးအကြောင်းကိုကြားပြပြလာဆရာမကြမမျိုးပြတည်းဆရာအမှန်တိုင်းပြောလိုက်ပါတယ်ဟိုကလေးနှစ်ယောက်ပြောနေတဲ့ကိစ္စနဲ့ဒါကိစ္စတခုတည်းတော့မဟုတ်တော့ပါဘူးအင်းကျွန်တော်အသေးစားပြောပြပေးလို့ရမလားတည်းတကယ်လို့တခုသာဆိုရင်ကျွန်တော်လည်းကလေးတွေအတွက်စိုးရိမ်မိတယ်မင်းညမောင်မောင်နဲ့သားစုဖားကောက်ထွေးနေခေါင်းမြတ်ဆုံးနဲ့တွေ့လို့တဲ့အသက်လူပြေးလာကြတာမနေ့ရောက်တော့ဖျားပြီးကြောက်မလာနိုင်တဲ့အထိပဲ ဆရာကျော်စွာကလေးတွေအများကြီးကြောင်းပြကြတဲ့ကိစ္စကိုစဉ်းစားနေခဲ့ပါတယ်။သူတို့တငယ်ချင်းတွေခေါင်းမြဆုနဲ့တွေ့တော်သိပြီးကျောင်းအနောက်ဘက်ကိုပြေးသွားတဲ့ကြတော့တခြားကျောင်းသားတွေလည်းကြောက်ပြီးမလာရဲကြတော့တာဖြစ်မယ်။ဒီကိစ္စတော်တော်ဆူတာပဲ။သူတို့စကားပြောနေကြတော့တကြီးကလဲကျနေတဲ့ကလေးကိုထူပေးနေတဲ့ဆရာမအသည့်စီအကြည့်ရောက်သွားခဲ့ပါတယ်။အဲ့ဒါဆရာမအသည့်လားဗျ။တခါမှမမြင်ဘူး။ဟုတ်ပါတယ်။ ဆ ्याम မမေကြီးပါမနေ့ကမှရောက်တာလေဆရာကျော်စွာဆ ्याम မမေကြီးကိုမိတ်ဆက်ပေးလိုက်ပြီးဆ ्याम မတွေအတွက်ပါစိတ်ထဲကစိုးရိမ်လာမိပါတယ်ကလေးတွေကိုတည်းရဲ့အကြောင်းမယုံမှုအမြဲပြောတတ်ပြီးမယ်အခုတော့သူ့ခေါင်းထဲမှာခေါင်းမြတ်ဆုံးအကြောင်းနဲ့သာပြည့်နေခဲ့တယ်ဗျာဒါနဲ့ပဲညနေကျောင်းဆင်းတာနဲ့ရွာဦးကျောင်းကိုသွားပြီးကလေးတွေနဲ့ဆရာဆ ्याम မတွေအတွက်အန်ရကင်းအဆောင်တောင်းဖို့ဆုံးဖြတ်လိုက်ပါတယ် အကြောင်းဆုံးကြတော့ဆရာတော်ကပြုံးပြခဲ့တယ်ဗျ။ဘာအဆောင်ပစ္စည်းမှမလိုပါဘူး။တကားကြီးစီမှာရှိတဲ့စည်ရင်းကြောင့်ပဲအနေရနဲ့ကောက်ွယ်ပြနေမှာပါ။ဦးစင်းကိုရှုံးပါ။ဆရာကျော်စွာလက်ပလာနဲ့သာပြန်လာခဲ့ရပါတယ်။ညာရောက်တော့ခလေးတွေရဲ့အိမ်ဆောင်ကိုစစ်ပြီးတာနဲ့အဝေးကအဆောင်အုပ်တွေကိုကြည့်ကအတွေးများနေမိခဲ့တယ်ဗျ။ ဆင်းရဲနွမ်းပါမှုကြောင့်အရင်ကစရာတွေဘယ်သူမှကြာကြာမနေနိုင်ပဲမိသားစုနဲ့လည်းခွဲခွာနေရတဲ့အပြင်လစာလည်းအများကြီးမရတော့အကူလုံးကလစာများများရတဲ့မြို့ကြီးပေါ်ကကုမ္ပဏီတွေမှာပဲအလုပ်လုပ်ဖို့ထွက်ခွာသွားခဲ့ကြပါတယ်။ဒါမှမဟုတ်လည်းကလေးတွေအနာဂတ်ကိုတွေးပြီးဘယ်သူကကိုကြိုးစွန့်ပြီးတော့တာဝန်အစားယူပေးနိုင်မှာလဲပေါ့။ဆရာမတွေနေတဲ့အဆောင်ဘက်ကိုကြည့်မိတော့သူတို့တွေဒီမှာကြာကြာနေပြီးကလေးတွေကိုပညာသင်ပေးနိုင်ဖို့နဲ့တခြားဆရာတွေလိုအခက်အခဲတွေကြောင့် လက်မလျှော့သွားဖို့သာစူတောင်းမိနေပါတယ်။ဒါပေမဲ့အခုဆီယမ်မနှစ်ယောက်လုံးကလွမ်းပါတဲ့ဒေတာကပဲလာတာဆိုတော့ဒါကတော့သိစိတ်ပူစရာမဟုတ်ပါဘူး။ခေါင်းမြတ်ဆုံးအကြောင်းကပဲစိတ်ပူစရာဖြစ်နေခဲ့ပါတယ်။တခုခုတော့လုံမှာဖြစ်တော့မယ်။ဦးစင်းပြောသလိုဆိုဘာမှစိတ်ပူစရာမရှိတော့ပါဘူး။ငါထွက်ပြီးဘသူကခေါင်းမြတ်ဆုံးလဲဆိုတာသက်သေရှာရမယ်။ပြီးရင်တကြီးကိုပြောပြီးတော့ရွာနေဝေဝေမောင်းထုတ်လိုက်ရပြီပဲမလား။ ဒါမှဒီရွာလုံးဘသူ့မှကြောက်စရာမလိုတော့မှပေးတာနဲ့ဆရာကြောစွာအစိမ့်ပုတ်ရောက်အင်ကြီးလဲလိုက်ခါဒမ်မီနဲ့ဓာတ်ကိုကင်ပြီးရွာနောက်ဖက်ကကန်ကိုထွက်လာခဲ့ပါတယ်ဆရာကြောစွာတိတ်တိတ်လေးလာနေတဲ့အချိန်ရွာသားသုံးယောက်ကလည်းလက်နဲ့အပြစ်နဲ့တကြီးခိုင်းတာကြောင့်လာပုန်းပြီးစောင့်နေခဲ့ကြတယ်ဗျာပြီးတော့ဘာကိုမှတိတ်ကြောက်ဖို့မရတဲ့ခလေးနှစ်ယောက်ကလည်းတခြားဖက်မှာဖားရှာနေခဲ့ပါတယ် ဆရာကျော်သွားကန်တော့ကိုရောက်လာခြင်းအဝေးကဝဲနေတဲ့အလင်းရောင်ကိုမြင်မိခဲ့တယ်ဗျဒါမှမဟုတ်ဝေးလံတာကြောင့်လူလားပါလားအသေးအချာမသေးခွဲပါဘူးတစ်ဖက်မှာဖားလိုက်ကောက်တဲ့ခလေးဟာလည်းပြေးနေတဲ့ဖားနောက်ကိုတကောက်ကောက်လိုက်သွားခဲ့ပါတယ်ဖားကလည်းရက်လိုက်တာနဲ့တေးမဲဆိုတာသိတဲ့အတိုင်းတစ်ချက်မှမရက်ပဲခုံဆွားခုံဆွားနဲ့ပြေးနေခဲ့တယ်ဗျကောင်းလေးကဆုပ်ဖြတ်ချက်ပြတ်သားစွာဝချုံနဲ့လှန့်ထိုးလိုက်ပြီးတိကျမြန်ဆန်တဲ့အရှင်ကြောင့်ပဝင်းကျင်မှာပါအတန်ကျေလောင်စွာ ွက်လာခဲ့ပါတယ်။ဒီအချိန်တစ်ဖက်ကလာနေတဲ့အရာကို ထိတ်လန့်သွားပြီးပြာရာခတ်သွားစေခဲ့တယ်ဗျ။ခေါင်းခေါင်းနဲ့ဆိုသူတို့ကြောက်လန့်စွာတစ်ဖက်ကဝတ်တော်တဲ့ဝင်ပြေးခဲ့ကြပါတယ်။သူတို့မသိတာကအဲ့ဒီဘက်မှာလဲခေါင်းမြတ်ဆုံးနဲ့မချာကြောက်ရှာကောင်းတဲ့အရာစောင့်နေခဲ့တယ်ဆိုတာကိုပါ။ကလေးနှစ်ယောက်မွေကြီးရှိရာနေရာတစ်ပင်ကိုမရောက်ခင်မှာပဲခေါင်းမြတ်ဆုံးရောက်လာခဲ့တယ်ဗျာ။ အဲအရာထွက်လာတဲ့မိတ်တို့မိတ်တို့အလင်းရောင်နဲ့အတူဘသူဆိုတာသူတို့အသေးချာမမြင်ရပေမဲ့ပုံစံကိုရင်းနှီးနေတယ်လို့ခံစားရပါတယ်။ဒါပေမဲ့လည်းတတိဝင်လာခဲ့တာနဲ့အသက်လူကတခြားဘက်ကိုထွက်ပြေးကြတော့တယ်ဗျ။ခေါင်းပြတ်ဆုံးကလည်းအနောက်ကနေထက်ချက်မကွာ လိုက်လာခဲ့ပါတယ်။ခလေးတဲ့အနောက်ကိုလိုက်လာတဲ့အလင်းရောင်မြင်တာနဲ့ဆရာကျော်စွာလက်ထက်ရဓာတ်ကိုတင်းနေအောင်စုပ်ကင်ထားခဲ့ပြီဗျ။ စိတ်ထားစိတ်မလှုပ်ရှားနဲ့ငါစီမှာကောင်းတဲ့အရာတွေရှိတယ်လို့ဦးစင်ကလည်းပြောတာပဲမလားအဲ့ဒီလိုကိုကိုကိုသတိပေးနေပေးမယ်လေဒီအချိန်မှာတော့အကူအညီမဖြစ်တော့ပါဘူးခလေးတွေပုံနီးကပ်လာတဲ့အချိန်မှာတော့ဆရာကျော်စွာထွက်ကူညီဖို့ဆုံးဖြတ်လိုက်တယ်ကအဲ့ဒီအချိန်မှာပဲသူ့အင်ဂျင်နဲ့တစ်ကိုင်းကညှိနေခဲ့ပါတယ်တေးလိုက်ပါတော့အခုမှဘာတွေလာဖြစ်နေရလဲ သူတစ်ကိုင်းနဲ့အလုံးရှုံနေတဲ့အချိန်မှာခလေးတွေနဲ့ခေါင်းပြဆုံးကပိုနီးကန်လာခဲ့ပါဆရာကျော်စွာအော်တားခြင်းပဲမဲ့အဲ့ဒီအချိန်ကြတော့မှအသံကမထွက်လာတော့ဘူးဗျခလေးတွေတော့သေပါပြီလို့တွေးနေတဲ့အချိန်မှာပဲခလေးတွေကတခြားဘက်ကိုပြေးသွားပြီဖြစ်ပါတယ်ခေါမျက်စုံကတော့အဲ့ဒီနားမှာပဲတဝဲလေလေလုံနေကအခုလိုပြောခဲ့တယ်ဗျငါရှိနေပြီမလား နေတော့တော့ငွေစာနှိပ်ပြီးတေတော့မှာပဲဒီဘက်မှာဖားလာမရှာပါနဲ့လို့ပြောတော့နားမထောင်ကြအောင်စကားနားမထောင်တဲ့ကလေးတွေအခုလိုအချောက်ခံရမယ်သူကြားလိုက်မြင်လိုက်ရတဲ့အရာတွေကရှော့ရစေတာတက်ပူပါတယ်ဆီယမမေကြီးကခေါင်းပြတ်ဆုံးဖြစ်နေခဲ့တာဗျကလေးတွေကိုရံမပြုတ်ဝေမဲ့လေခေါင်းမြတ်ဆုံးဆိုတာကိုတွေးမိုံနဲ့တင်လက်တွေတုံးပြီးတော့ရင်းနေပန်းတွေတုံလာခဲ့တယ်ဗျသူဘာဆက်လို့ရမလဲတွေးနေချင်းအနောက်ဘက်ကနေခေါ်တန်းကြားလိုက်ရပါတယ ဆီယာမမေရီကောင်းမြတ်ဆုံးလဲသူ့လျှို့ဝှက်ချက်ကိုတိတဲ့သူရှိသွားတာကြောင့်လန့်သွားခဲ့ပါတယ်ဆီယာမအဝင်ဆီယာမအဝင်လားလက်ကြည့်လိုက်တော့ဆီယာမအဝင်ကလည်းပုံမှန်မဟုတ်ပဲဆီယာမမေရီလိုပဲခေါင်းသာ ရှိနေခဲ့ပါတယ်ဆီယာကျော်စွာကြောက်လန့်စွာအော်လိုက်ပြီမဲ့နောက်ကတိတ်ကိုင်းကဆွဲထားတာကြောင့်လန့်ပြီးအတန်းပူထွက်သွားခဲ့ပါတယ် ဆ ्याम အဝင်းကအနရောက်လာခဲ့တယ်ဗျဆရာကျော်စွာအော်ဟစ်အကူကြီးတောင်းချင်ပေမဲ့အတန်းထွက်မလာတော့ပဲနှလုံးခုန်ရက်မတက်ဖြစ်ကသွေးတွေခဲပြီးဘာမှလုပ်မရတော့ဘူးကျွန်တော်ဘာမှမလုပ်ပါနဲ့ဆ ्याम ဘာမှမလုပ်ပါနဲ့မကြပါနဲ့မေရီနေလိုက်ငါလိုပဲဆိုတာအခုမှသိရဲ့နေပါလို့အဲ့လိုလောက်တာလဲဆိုတာနားလေတယ်ဒါမဲ့အခုចောင်းသားတွေရောဆရာကျော်စွာရောနင်းမျက်နှာကိုမြင်သွားပြီး ရွာသားကြီးလည်းတိတ်မကြခင်တည်သွားကြမှာပဲငါသားကြီးနဲ့ရွာသားကြီးကိုတွေ့ခဲ့တယ်သူတို့လက်ရှာနေကြပြီငါတို့ချစ်တဲ့ကလေးကြီးနဲ့ဆက်နေလို့မရတော့ဘူးနောက်မကြခင်မြန်မြန်သွားကြရအောင်ကျမတို့သွားပါတော့မယ်ကလေးကြီးကိုအပ်ပါတယ်နော် အလင်းရောင်နှစ်ခုတဖြည်းဖြည်းချင်းပျောက်ကွယ်သွားတော့မှဆရာကျော်စွာလဲစိတ်အေးသွားခဲ့ပါတယ်။တစ်ဖက်မှာလဲဆရာမကောင်းနှစ်ယောက်ကိုဆုံးရှုံးလိုက်ရလို့စိတ်မကောင်းဖြစ်မိခဲ့တယ်ဗျ။နောက်နေ့ရောက်တော့เจ้าကအရင်ရက်တွေထက်ပိုတိတ်ဆိတ်နေခဲ့ပါတယ်။ဆရာမအဝင်နဲ့ဆရာမမေရီဖဲသွားရလဲရှင့်။တခြားကလေးတွေလည်းထမေးလာကြတော့ဆရာလဲဘယ်လိုပြန်ဖြေရမလဲမသိတော့ပါဘူး။ ။တမီးတို့ဆီယမတွေကမိဘတွေစီကိုပြန်သွားကြတာပါ။စိတ်မကောင်းစရာကောင်းလိုက်တာ။ဆီယမအဝင်းနဲ့ဆီယမမေမီကအရင်သဘောကောင်းတာ။စိတ်ထားလည်းကောင်းတယ်။ဘာမှဖြစ်ပါဘူးကျမအဝင်းတို့တင်တယ်လို့ပဲဆရာတင်းပေးမယ်ကဲလို့ပြပြစားတင်ကြရအောင်ဘယ်အထိရောက်သွားပြီလဲ လာအတန်းကြပြီးဟိုအခန်းတင်ဒီအခန်းတင်နဲ့ဆရာကျော်စွာပေးမန်းနေတော့စာသင်ခန်းမှာအနားယူနေချင်းဆရာနားနေဆောင်မြင်တော့ဆရာမနှစ်ယောက်ကိုတတိယမိခဲ့ပါတယ်အဲ့ဒီနေ့ညအဖြစ်ပြက်ကိုရောပေါ့သူတွေးနေချိန်မှာပဲအပြင်းအခေါ်တန်းကြောင့်လန့်သွားပြီးထွက်ကြည့်တော့ဦးသိန်းအောင်နဲ့အတူရက်နေတဲ့မိကလေးတစ်ယောက်ကိုတွေးခဲ့ရပါတယ်ဘေးမှာလည်းအထုပ်ပိုးတွေချထားကတဖုံးပေါ်တဲ့အထိပြုံးနေခဲ့တယ်ဗျာ ။ဆရာမအသည့်ရောက်ပါလေဆရာ။ CKU မှာဖုန်းဖြင့်ရေးဆွဲနိုင်မဲ့ဒုတိယ animation cartoon တင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ software တွင်ဒီ animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေ၊ cartoon နီးပညာနဲ့မိမိရဲ့စကူးရင်ကပါကိုဖန်တီးလိုသူတွေ၊ဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းတို့များအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကြအောင်မေးလို့ရပါပြီနော် Facebook Group Telegram Channel ကနေ CKO Team မှာ 2D Animation Manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်တင်နာကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် YoYo Class 2သိန်းချက် Master Class 3သိန်းချက်နဲ့တင်ကြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ တင်နန်းသားအကတ်သက်ရှိသလိုတင်နန်းကြီးကလည်းဖေဖော်ဝါရီလကုန်တိုင်းပြောင်းလဲတော့မှဖြစ်လို့အခုအပ်ချက်အခုပဲအဲ့လိုရပါပြီခင်ဗျ